ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဘသူကဆပြေးလိုက်တယ်မသိဘူးနဲ့ခဲပေါင်းမှခေါ်တည်အောင်ပဲဆိုတဲ့စကားအနေအထိုင်းမှာကြားနေရတယ်ကျွန်မပို့အောင်မှာဆိုလို့ရှိရင်လည်းအဲ့လို comment တွေတိုက်စီနေတာပဲလေယူလေသိန်းကိုနားထောင်ကြည့်တဲ့ကမိမဆုံးမဖာမဆုံးမသားသမီးတွေမှာအရင်အတိတာတယ်ဒါတော့မှတချို့ကအထွန်လေးအကွန်လေးတက်ပြီးပြောတယ်ဘုံလာတွေကိုစစ်နင်တို့စပေါ်မာတွေကို ဲပေါက်မှခေါ်တိအောင်မယ်တဲ့ဘောမရဲ့တူရင်တော်မှတို့ကစစ်ပေါ်တဘောတွေကိုရုံးမြေကြမှာလားတစ္ဆာကြီးလေနင်တို့လေးမျိုးမျိုးတပုံးတကားဘောကိုအလှဲ့ကြမှအနေနဲ့ရောင်းဆုံးဘောမတွေမဟုတ်ဘူးတန်းလာမကြီးနဲ့နော်အားကြောင့်မို့လို့ခြေပေါက်မှာခေါ်တီးစရာလည်းမလိုဘူးတီးချင်ရင်အညာလူပိုင်းကိုသွားတီးအညာလူပိုင်းကိုတက်မတော်ကပြာလီဆွပေးလိုက်လို့ စီရီယန် PD ရဲ့ဖဏတ်စည်းတဲ့ချက်တွေဈေးကွက်ပြတ်ပြီးထမင်းငတ်နေလောက်ပြီနော်ဆိုတော့ဖိတ်ချင်းဖိတ် ကိုယ့်ရဲ့ထဲကိုဖိတ်ဒီမဲ့ဒီကိုယ့်အချင်းချင်းပြန်တီးနော်ခမားတို့လည်းဆန္ဒပြေဝစီရီယန် PD ရဲ့အညာလူပိုင်းကဖဏတ်စည်းရဲ့ချက်တွေလည်းပဲရိတ်ခါရနှောင်းနှစ်ဖက်အကျိုးရှိတယ်နော်ဆိုတော့တီးကျင်ရင်ချဲပေါက်မှတီးကျင်တယ်ဆိုရင်လည်းအညာလူပိုင်းကိုသွားတီးကြဟုတ်ပြီလားနောက်တစ်ခုလူပြောများဆုံးနဲ့ကျွန်မပို့အောင်ပါအများဆုံးတွေ့ရတဲ့ comment တစ်ခု ကျွန်မကရှိရတုန်းကအဒေါ်လှကျော်ကျော်လှကျော်ကျော်အမလီဒီဘောပြားမကြီးပေါ့နော်ဒီလှကျော်ကျော်တို့ဒေါ်မီမီဝင်းပတ်တို့ဦးတန်းစိုးနိုင်တို့ဦးကြည်မြင့်တို့အသက်ကြီးပြီးအချိန်မရှိတဲ့လူတို့ကျွန်မဆုံးမလိုက်တဲ့ခါကျတော့ဒီလူတွေရဲ့အထမင်းရုံခြုံပြီးဘောကိုမနေတဲ့အမေဘုံကျုံဘောမကြီးကကျွန်မကိုလာပြီးဟောင်းကြတယ်။ဒီနေ့ကတဆိတ်ရှိရင်စိန်ခေါ်ရပြောရအောင်နေဘလောက်စာတက်လို့လဲအမေ ကျမရှိရတဲ့ကဆိုလို့ရှိရင်ကျမဒီဘိတ်တနိုးမျိုးဟောင်းမှာဒုပေါ်ရရှိတဲ့မိသွေးခဲချောင်းကိုပြောတယ်เนาะဒါဆက်ဆက်ပြီးတော့ဗာနဲ့ပြောလဲဆိုတော့ဒီငလင်ဘေးမှာတမရော့ကနေဥခဲချိုးတွေတဲ့တာကိုပြည့်ဖြတ်မိတာတွေကဝါရားဖြတ်ပြီးတော့ပြည့်ဖြတ်တွေကအာစစ်တပ်ကငလင်ဘေးမှာဥခဲချိုးတွေတဲ့ပြီးဓာတ်ပုံရိုက်ခံနေတယ်လို့စစ်တပ်မုံကြီးပြောတဲ့အတွက်ဥခဲချိုးမဟုတ်ဘူးမိသွေးခဲတို့အိုးချမ်းပဲလို့ဖြစ်နေတယ်ဆိုရင်တော့ရှင်းအောင်ရင်ကျမှုအမွေနဲ့က တံမိုးရှိတယ်တံမိုးထားရမယ်ဆိုတဲ့အကြောင်းကျွန်မပြောတယ်ပြောတဲ့အခါကျတော့ကျွန်မအောက်မှာလာပြီးတော့လောင်ကြဟောင်ကြတယ်အဲ့ဒီ comment တွေအများဆုံးတွေ့ရတယ်ပညာဆိုတာပညာတစ်ခုလည်းတက်နေရောမရဘူးဘူးတူတာလည်းရှိရတယ်စာလည်းများများဖတ်ရတယ်အလိမ်မာဆိုတာစာမှရှိတယ်ဒေါ်လာကျော်စိုးကိုပြောအောင်နေရစာဘလောက်တက်လို့လဲဒေါ်မင်းမင်းဝင်းဘက်ကိုပြောရအောင်နေရစာဘလောက်တက်လို့လဲ ငါကိုယ်တိုင်ကျတော့ငါစာဘလောက်တက်တယ်လို့မပြောရဲကြဘူးစာပဲတက်ကြတယ်တချို့ကစာမှဖတ်တော့ဘုဟုသူတာမရှိဘူးနော်စီဘေးတင်လို့မျိုးဟောင်းကြောင်းကျမပြောရလဲဒီလိုပဲ။နောက်တချို့ကလေဘိတ်တနိုးဆိုတာနဲ့ပန်းထွားဘရင်မအဆိုပြီးတော့အိတ်ရဝဲပုံမြင်နေနဲ့အဲစိတ်ကူးရင်ဆန်နဲ့စားပေတွေလောက်ပဲဖတ်တာ။တချို့ကအဲ့လိုစိတ်ကူးရင်ဆန်နဲ့စားပေတွေလောက်ဖတ်ပြီးတော့ကိုကိုကိုတိတဲ့အောင်တက်ရအောင်နဲ့တက်ရအောင်ကားကြီးလုံနေကြတာ။ เนาะမြင်းထိတ်ငတာလိုပဲအာဒီဘဲစာအုပ်ကဘလို့ကောင်းတာညာစာအုပ်ကဘလို့ကောင်းတာကိုယ်တိုင်ကြတော့စာတော့မဖတ်ဘူးပဲ ਨੇ ဘဲစာအုပ်ကဘလို့ကောင်းပါလို့ဆိုပြီးတော့ညှို့ပြီးတော့စာအုပ်ညှို့တင်ပြီးလိုက်ရောင်းစားနေတာကိုယ်တိုင်ကြတော့စာအုပ်ကိုဆုံးထောင်မဖတ်ဘူးဘူးမြင်းထိတ်ငတာလိုလူတန်းစားတယ်အဲ့ဒီလိုမျိုးတရားဖို့သုံးပုံစာတွေဖတ်ပြီးတော့တက်ရောင်ကလည်းလုံနေကြသေးတယ်နော်အဲ့လိုတိုက်ရောင်ကားတွေကအဘိဓနုဆိုတာ ਨੇ ပါပြောမလဲပန်ထွာဘယင်မဆိုတာပါပြောမလဲအာပန်ထွာဘယင်မကအမလီသူကဖုံးကန်အကြောင်း စီရော်ရိုတိလိုက်တာနဲ့ဟာရံပဲချောင်းမှာရေတွေတက်လာပြီးတော့ရံသူတွေကိုမြင်းရင်နဲ့အတူတူရံပဲချောင်းကရင်းနဲ့မျောချပြီးပါသွားတယ်။အဲရုပ်ရှင်တွေမှာဆိုလို့ရှိရင်လည်းပဲရုပ်ရှင်တွေရိုက်ပြရယ်လေ။စီရော်ရိုတိလိုက်တာနဲ့ချက်ချင်းတန်းရောမိုးတွေကပုံမှိုင်းပြီးတော့အာမိုးလုံးကြီးရောပါလို့ပုံမှိုင်းပြီးတော့မိုးရိပ်မှာမွေးမှောင်မှောင်မဲလာရုပ်ရှင်စကားကြီးတမှာကြည့်တယ်မလားတိပူးတယ်မလားနော်စီတီးလိုက်တာနဲ့ချောင်းချင်းလက်ငယ်ကိုဟာမူကောင်းဝင်တစ်ခွင်လုံးမဲမှောင်ပြီးတော့မိုးရွာချလဲ ရံမဲချောင်းမြည်ကြီးကလည်းမြည်ဟာလှိုင်းနေတဲ့ဘိုးတွေထန်လာတာအဲ့အရာတွေကလေအဲ့လိုတရားပို့သုံးပု္ပ္ပစာတွေဖတ်ပြီးတော့တက်ရောင်ကလူတွေကသူများစကားမှလာဆုံးပြီးတော့လူတက်ကြီးလုပ်နေကြတယ်အမှန်တကယ်ဆာလည်းပဲဖတ်တယ်ဆာလည်းပဲတက်တယ်တက်ထားတဲ့ဆာနဲ့ဖတ်ထားတဲ့ဆာကိုအချိုးချပြီးတော့သုံးသက်နိုင်တဲ့အုံနောက်ရှိတဲ့လူတွေကြအဲ့လိုစိတ်ကူးရင်ဆန်ဆန်နေမပြောဘူးစိတ်ကူးရင်ဆန်ဆန်နေမပြောဘူးဘာနဲ့လူလို့ဆိုရင်ကျမတို့လက်ရှိ မြန်မာခင်မှာဆိုလို့ရှိရင်မိအေဒင်စမန်ကင်းကြီးရှိတယ်။ဟောမိအေဒင်စမန်ကင်းကြီးကနေပြီးဆယ်တွေဆောက်တယ်။ကျမတို့ရက်တွေတာမှာဆိုလို့ရှိရင်လည်းဝဲကြီးဆယ်ရှိတယ်။နော်ဆယ်ဆောက်တယ်ဆယ်ကနေပြီးတော့အာနွေရာသီဆိုလို့ရှိရင်ဒီမြစ်ဟိုဆယ်ကနေပြီးတော့အာမြောင်းငယ်လေးတွေဖောက်ပြီးတော့ရေလွှဲမြောင်းတွေအများကြီးလုပ်ပြီးတော့ကျမတို့ရေပေးဝေတယ်ရေပေးဝေတဲ့အတွက်ကျမတို့မိုးစပါးနှွေစပါးနှစ်သီးစားလို့ရတယ်เนาะအဲ့လိုမျိုးဆယ်ရေလွှတ်တဲ့ချိန်ဆိုလို့ရှိရင်ရေစီးကတအားတန်တာ အဲ့ဒီလိုပဲယခုခေတ်မြေအတင်းစီမံကိန်းနဲ့၁၀ရေတရမန်ဒီလိုမျိုးဒီဘိတ်တနိုးခေတ်မှာလည်းဘိတ်တနိုးဘီယံမှာတန်ခါဘီယံမှာကနော်အဲ့လိုမြေအတင်းစီမံကိန်းနဲ့၁၀ရေဆောက်ပြီးတော့မိုးရေကိုတူတောင်းထားမယ်ပြီးရင်၁၀ရေကိုမြို့ရဲ့ပတ်ပတ်လေဥပမာအရှိရမှာ၁၀တခုအနောက်ဘက်မှာ၁၀တခုမြောက်ဘက်မှာ၁၀တခုတောင်ဘက်မှာ၁၀တခုစသည်ဖြင့်ပေါ့နော်အဲ့ဒီလို၁၀ရေကိုဆောက်ထားမယ်ဆောက်ထားပြီးတော့၁၀ရေမှာ မိုးရီတွေတိုးလောင်ထားပြီးတော့ရန်သူကလာတိုက်တဲ့ခါကျတော့အဲ့ဒီဆယ်တွေကိုတပြိုင်တည်းဖောက်ချလိုက်မယ်ဆိုရင်ရန်ဘယ်ချောင်းမှာအဲ့ဒီရေစီးအားနဲ့တူတူလူတွေအကုန်လုံးကိုရန်သူတွေအကုန်လုံးကိုရေထဲမှာမျောပေါင်လို့လို့ရတယ် ်เนาะအဲ့ဒီလဲကျွဲအချက်ပေးတဲ့စီကိုတီးရမယ်လက်ရှိမှာကျွန်တော်တို့ခက်မှာဆိုအချက်ပေးခေါင်းလောင်ထိုးလို့တော့တို့ကတော့အချက်ပေးတဲ့စီတီးရတာပေါ့เนาะရန်သူကလာတဲ့ပြချတော့ဒီအချက်ပေးစီကိုတီးလိုက်မယ်တီးရတဲ့ခါကျတော့ဒီစီလံကိုကြားတာနဲ့ဒီအရှင်းနောက်တောင်မြောက်မှာရှိတဲ့ဆယ်တွေကနေပြီးတော့တခါလေရေတွေဖောက်ဖောက်လို့ချာအာဖောက်လို့ချတဲ့ခါကျမှအဲ့ဒီကရေရဲ့အရှိန်နဲ့ရေတွေအကုန်လုံးကအဲဒီကျွန်တော်တို့ဒီရံပယ်ချောင်းတွေကိုစီးဝင်အဲ့ဒီအညာဒေတာတွေမှာကြတော့ ရိုးရေချောင်းနေရှိရယ်မိုးထဲမှာ ရေရှိပြီမယ်နွေရာသီဆိုရေတွေချောင်းခါပြီးတော့အဲ့ဒီသဲရေတွေကနေလက်ရဲတွင်းလေးတွေတူးပြီးတော့တောက်ရေတောက်ရတာအဲ့ဒီလိုမျိုးရှိရယ်ဆိုတော့နွေရာသီမှာရေမခန့်အောင်ရေတွေကိုမြေဒီစီမံကိန်းနဲ့ဆဲတွေစောက်ပြီးတူးလောက်အဲအာ ရာဇဝင်တွေဆတရားဖို့သုံးဖို့ဆပေးပြီးရုပ်ရှင်ဇာတ်ကားတွေထဲမှာရိုက်ပြသူလိုမျိုးဟာဒေါက်တာပောင်မင်းကနေလို့တွားတိုက်တဲ့အခါကျတော့မနိုင်လို့ဆိုပြီးတော့ဟာအောက်လန်းအတက်ပညာရဲ့အထက်လန်းအတက်ပညာတွေနဲ့ဒီဆဲကိုဖျက်ဆီးပြီးတော့ဖုံးကန်နေအောင်လုပ်တာမျိုးမဟုတ်ဖက်နဲ့နော်ဒီတန်နမဲရေးနီးလန်းရာနိုင်ငံရေးနီးလန်းရာစီရေးရာတိုက်တယ်တိုက်လို့မရတဲ့အခါကျတော့ဒီမှာပရိယန်နီးနဲ့နိုင်ငံရေးစီရေးကျွန်တော်တို့တေးခစ်တရားပြည့်ရှင်ဒေါက်တာပောင်မင်းကနေပြီးတော့ရန်တရှိုးလှုပ်ပြီးတော့ဒီဆဲကိုအာဘုံကြီးတဲ့အခါမှာ CEO တီးတဲ့အခါမှာ CEO ကြီးတီးကြတဲ့ တရီတရီကိုလဲလိုက်တဲ့ခါကျတော့တရီကိုလဲလိုက်တဲ့ခါကျတော့ CO တင်းရင်ခါတိုင်းလိုမျိုးဒီဆယ်တွေမှာစောက်တဲ့လူတွေမကြားရတော့ဘဲနဲ့ CO စီးကျက်တဲ့တရီကိုလဲလိုက်တဲ့တည်းစီတန်းမမီတော့စီတန်းမမီလိုက်တော့အကျဲကြီးမမီပဲတော်တော်လေးပဲမီတဲ့ခါကျတော့ရန်သူကလာတိုက်တယ်သူက CO တီးတယ်ဒါပေမဲ့စီတန်းမမီလို့ ူ့ရဲ့ဒီအရှိအပတ်ပတ်လည်မှာရှိရဲဆယ်တွေကနေပြီးတော့ဒီစီတန်ကိုမကြားလို့ရေမဖောက်ချနိုင်ဘူးမဖောက်ချနိုင်တဲ့အတွက်ရံပယ်ချောင်းမှာရေတွေမစည်းတဲ့အတွက်တစ်ဖက်ကသူ့ကိုလာတိုက်တဲ့ရန်သူတွေကနေအလွယ်တကူလာတိုက်လို့ရတယ်အဲ့ဒီလိုကနေတိုက်ခိုက်သိမ်းမိုက်နိုင်ခဲ့တယ်အရုပ်ရှင်ဇာတ်ကားတွေထဲမှာလို့ဒီစီစီတော်ကြီးကိုအအောက်လန်ဒီပညာရင်းနဲ့အလုပ်လိုက်လို့ဖုံးကန်နေပါလို့စီတီးတဲ့အခါမှာရေမကြည့်တော့တာမဟုတ်ဘူးဒါက လိမ္မာစာမှာရှိလို့စာလဲဖတ်ပြီးစာလဲတက်ပြီးတော့တက်ထားတဲ့စာနဲ့ဖတ်ထားတဲ့စာကိုအချိုးချပြီးသုံးတက်တဲ့လူတွေမှမြင်နိုင်တွေ့နိုင်တာသဘောပါလားဖတ်ထားတဲ့စာတွေနဲ့သင်ထားတဲ့ပညာတွေကိုအချိုးချပြီးတော့သုံးတက်တိုက်တဲ့လူတွေမှဒီလိုရှုထောင့်အောင်မြင်တာအဲ့ဒီလိုမျိုးမဟုတ်ဖ ೇನೆ သူများတကလမ်းဆုံးနေတဲ့တိတ်အောင်ကားတွေဆိုမမြင်နိုင်ဘူးဒီလောက်ဆိုရင် တော်မီမီဝဲမက်ကိုပြောရအောင်နင်ကဘလောက်ပညာတက်လို့လဲလို့ဘလောက်စာတက်လို့လဲလို့တော့လှကြော်စုံကိုပြောရအောင်နင်ကဘလောက်စာတက်လို့လဲဆိုတဲ့ comment တွေအကောင်းကြီးကောင်းမကြီးနားလဲမယ်ထင်တယ်သူတို့မပြောရတဲ့ဇာတာတစ်ခုရှိတယ်။နင်ကမပတုကဒေါလှကြော်စိုးကိုပြောရအောင်မမီဝင်းဘက်ကိုပြောအောင်ဘလောက်မျိုးချစ်လို့လဲဆိုတဲ့ဇာတာကြာကျွန်မမမီရဲ့ချောက်။သူတို့ဆရာတင်ထားပြီးအမေခေါ်နေတဲ့ဒီမိန်းမကြီးတွေကမျိုးမချစ်ပဲမျိုးညစ်တဲ့စောင့်လေမျိုးတွေဝဲငါးတော်ဆိုတဲ့ကျင့်ဟုတ်တဲ့တော့နားမလဲတဲ့မျိုးရိုးခွန် မျိုးရိုးကုံကိုထောင်းဆောင်ထင်းရကောင်းမှမတည်တဲ့မျိုးညစ်တွေဖြစ်နေတဲ့အတွက်ကျမတို့ကြတော့အဲ့လိုမျိုးနင်းအတိုင်းမီဘယ်လောက်ချက်လို့လဲဆိုတဲ့စကားမျိုးကြမမြင်ရကြเนาะဆိုတော့နောက်နောက်ဒီလိုစကားလေးထပ်မမြင်ကြနဲ့မရေးကြနဲ့တော့ဟုတ်ပြီလားနောက်ထပ်အာကျမတို့အမေများဆုံးမိကုန်နဲ့အပြောများဆုံးမိကုန် comment တွေမှာအများဆုံးတွေ့ရတဲ့အများဆုံးတွေ့ရတဲ့အကြောင်းအရာတစ်ခုကမနေ့ကကျမက ဟာစစ်ပေးဆောင်တွေကိုအစိုးရကနေထောက်ပံ့ငွေပေးတဲ့ကိစ္စကိုပြောမိတော့ comment ထဲမှာအများဆုံးတွေ့ရတာဗာလဲဆိုရင်ဟာကျွန်တော်တို့ကျမတို့ကတော့ဘယ်ရဲ့ဘယ်ဒီသားကနေစစ်ပေးဆောင်လာပါတယ်ပေါ့နော်ဒါပေမဲ့ထောက်ပံ့ခြင်းဝင်မရဘူးဆိုတာလေးတွေ့ရတယ်အကယ်လို့မိမိကစစ်ပေးဆောင်ပြည်သူတယောက်ဖြစ်တယ်စစ်မဲ့ဖြစ်ပွားရနေရနေပြီးတော့ဥပမာဗမောကနေရန်ကုန်ကိုပြောင်းလာတယ်ဥပမာရခိုင်ကနေပြည်ကိုပြောင်းလာတယ်အဲ့လိုလူတွေရှိဖြစ်ပြီးတော့ထောက်ပံ့ခြင်းဝင်မရဘူးဆိုရင်မိမိတို့နေထိုင်ရာ မိမိတို့ရွှေ့ပြောင်းနေထိုင်ရာအရက်ဒေတာမှာရက်ကြီးရုံးကိုသွားပါအဲစင်းသွားတိုင်မှာအဲစင်းတိုင်ရမယ်နော်အဲစင်းတိုင်ပြီးတဲ့အခါမှာကိုကစစ်ပေးဆောင်ပြည်သူတယောက်ဖြစ်တဲ့အကြောင်းကိုအဲ့ဒီရက်ကြီးရုံးကရက်ကြီးမှုရှိမှာစစ်ပေးဒုက္ခတဲ့စစ်ပေးဆောင်စစ်ပေးဆောင်အမည်စင်ရင်ပေးတွင်မှာဒါဆိုလို့ရှိရင်ထောက်ပံ့ခြင်းငွေတစ်လောက်2000ရပါလိမ့်မယ်တစ်လောက်2000ဆိုတာတစ်လတစ်လကိုတစ်လတစ်ချိန်ပေးတာမဟုတ်ဘူးနှစ်လတစ်ချိန်ပေါင်းပေးတာ တစ်လတစ်ကြိမ်ခေါ်ပေးတာမဟုတ်ဘူးနှစ်လကိုတစ်ကြိမ်နှစ်လသာပေါင်းပြီးမှနှစ်လတစ်ကြိမ်ပေးပါတယ်ခင်ဗျားတို့အဲ့လိုသာနာမည်စီရင်ပေးသွင်းပါနော်လာမယူဘူးဆိုရင်တော့မလေပတ်စံလာမယူမရှင်မိုက်နဲ့ရကြေယုံကနေပြီးတော့အဖအမိဘသူမဘသူမဘသူပတ်စံလာယူပါဆိုပြီးတော့လာမယူမရှင်မိုက်နဲ့អော်ပြီးပတ်စံပေးပါလိမ့်မယ်ဒါကကျမမျက်မျက်ကိုတွေ့အာကိုတွေ့ញင်တိထားရတဲ့အရာမျိုးလို့ကျမပြောခြင်းဖြစ်ပါတယ် ဟုတ်ပြီကိုကတော့အဲ့ဒီလိုမျိုးရကြည်ရုံးမှာအဲစင်းနဲ့တိုင်ထားတယ်အမီစင်းရင်းနဲ့ပေးတင်ထားပါခဲ့နဲ့ထောက်ပံ့ခြင်းဝင်မရဘူးဆိုရင်တော့မိမိတို့သက်ဆိုင်ရာအာရကြည်ကအလွဲသုံးစားလုပ်တဲ့ပုံစံဖြစ်သွားလိမ့်မယ်ဆိုတော့ကျမကတော့အမီစင်းပေးတင်ထားပါတယ်ထောက်ပံ့ခြင်းဝင်မရပါဘူးဆိုရင်အများဆုံးဖြစ်တဲ့မြို့နယ်ကတိုင်ကြားစာပို့လို့ရပါတယ်နော်ဒါက comment တွေထဲမှာအများဆုံးတွေ့ရတဲ့အကြောင်းအရာတွေကိုဖြေကြားပေးခြင်းဖြစ်ပါတယ်